Enemy ဆိုတာဂျပန်နိုင်ငံမှာစတင် ဖွံ့ဖြိုးလာတဲ့ရုပ်ပြဖန်တီးမှုအမှုပညာတစ်ခုဖြစ်ပါတယ်1930ခုနှစ်လောက်ကပထမဦးဆုံး Enemy လို့ဆောင်မှုရစတင်ပေါ်ပေါက်ခဲ့ပါတယ်နာမကူရာဂါဒါနာနဲ့ကတ်ဆူရိုရှာရှင်းဆိုတဲ့ရုပ်ရှင်သူများကနေစတင်ခဲ့တာလည်းဖြစ်ပါတယ် Enemy ဟာပထမပိုင်းမှာအမေရိကန်နဲ့ပြင်သစ်ရဲ့ animation style တွေကိုလေ့လာကဂျပန်ရဲ့ပုံစံတစ်နဲ့ဖန်တီးမှုများပုံမှုများပြလာခဲ့ပါတယ်။ 1963ခုနှစ်မှာအိုဆာမူတီဇူကာရဲ့နာမည်ကြီးကာတွန်းကအက်စတိုဘွိုင်းရာရုပ်မြင့်တန်ကြားတွေမှာပထမဦးဆုံးစီးရီးဖြစ်လာပြီးလူကြိုက်အများဆုံးရဲ့နှစ်ချိုင်မှုကိုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာစတူဒီယိုကာဗလီက Separate Away, My Night Ball တို့လိုစားတဲ့ဇာတ်ကားတွေကိုထုတ်လုပ်ပြီးနိုင်ငံတကာအဆင့်တွေအထိတက်မှတ်လူကြိုက်များလာခဲ့ပါတယ်။ ဇနေခင်မှာအန်နမီဟာဂျပန်ရှင်ကျင်းမှုနဲ့အရေးပါသောအစိပ်ပိုင်းတစ်ခုဖြစ်လာပြီးနိုင်ငံတကာအဆင့်ထိကျော်ကြားလာခဲ့ပါတော့တယ်။